မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ28ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်ပြည်နယ်ထိုင်းမြန်မာနယ်စပ်တေဘောဘိုးစစ်တပ်စခန်းမှာတိုက်ပွဲများပြင်းထန်နေပြီးတော့စစ်တပ်ကလက်နက်ကြီးများတောက်လျှောက်ပစ်ခတ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီနေ့မေလ28ရက်နေ့မနက်6:00နာရီအချိန်ကစတင်ပြီးတော့ထိုင်းမြန်မာနယ်စပ်သေဘောဘိုးစခန်းကို KNLA မဟာမိတ်ပူးပေါင်းတပ်များကတိုက်ခိုက်နေပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တမ်းများကျဲလောင်စွာထွက်ပေါ်လျက်ရှိတယ်လို့သိရပါဗျာ။ အင်အား80ကျော်ပါဝင်တဲ့စစ်ကြောင်းတစ်ခုကလည်းတေဘောဘိုးစခန်းကိုစစ်ကူလာနေပြီးတော့ KNL ပူးပေါင်းတပ်များကအဲ့ဒီစစ်တပ်စစ်ကြောင်းကိုဖျက်တောက်တိုက်ခိုက်ထားတယ်လို့ထိုင်းသတင်းဌာနတချို့ရဲ့သတင်းဖော်ပြချက်အရသိရပါတယ်။လက်နက်ကြီးတန်းတွေကတော့တောက်လျှောက်ပဲကြားနေရတယ်။ပောက်ကွဲတန်းတွေထိုင်းဘက်အချမ်းကတောင်မှကြားနေရတယ်။စစ်ရှောင်းတွေကလည်းထိုင်းဘက်အချမ်းကိုကူးလာနေကြတော့မယ်လို့ထိုင်းမြန်မာနယ်စပ်စစ်ရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်။လက်တလောတိုက်ပွဲများကြောင့်မြန်မာဘက်အချမ်းကထိုင်းဘက်အချမ်းကိုဒုက္ခတဲ့290ကထွက်ပြေးကာ ထိုင်းအာဏာပိုင်များကဒုက္ခသည်စခန်း၃ခုဖွင့်လှစ်ပေးထားတယ်လို့သိရပါဗျ။မေလ23ရက်နေ့ကစစ်ကောင်စီရဲ့ဗလဲတော်စခန်းကို KNL မဟာမိတ်ပူးပေါင်းတပ်များကသိမ်းပိုက်ရရှိပြီးတဲ့နောက်တေဘောဘူစုံစည်းမြိုင်ဥက္ကရေထာစစ်တပ်စခန်းများကိုပိတ်ဆို့ဖျက်တောက်ထားရာ နှစ်ဖက်တိုက်ပွဲပြင်းထန်တဲ့အနေအထားများကြောင့်ပြည်သူများကထိုင်းနိုင်ငံဘက်ချမ်းကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါတယ်။ထိုင်းမြန်မာနယ်စပ်မှာထိုင်းစစ်တပ်က24နာရီလုံခြုံရေးကင်းလက်နေပြီးတော့အသက်အနေအထားစီရေးပြင်ဆင်ထားတယ်လို့သိရပါတယ်။လက်ရှိကရင်ပြည်နယ်အတွင်းမြဝတီဖရဲသုံးစုကော့ကရိတ်ကျုံတုံဖပေါ်တန်တောင်ဒေသများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်တပ်များကြားတိုက်ပွဲများဇက်တိုက်ဖြစ်ပွားလျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မခွေးတိုင်းပခုတ်ကူမြို့နယ်အင်ပင်ကြီးပြတောင်ဘက်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်စခန်းထဲမှာမင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ရာစစ်သားနဲ့ရဲများထိခိုက်ဒေဆုံးမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမေလ29ရက်နေ့မနေ့9နိုင်ကန်းအချိန်မှာပခုတ်ကူမြို့နယ်အင်းမင်းကျေးရွာရဲ့တောင်ဘက်မှာအထိုင်ချတပ်ဆွဲထားတဲ့စစ်တပ်စခန်းထဲမှာရဲတအုပ်ရဲ့မင်္ဂလာဆောင်ပွဲကျင်းပနေတဲ့အချိန်ရော့ကတ်လက်နက်ကြီး၃လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းပစ်ခတ်မှုအတွင်းမှာပထမတလုံးဟာမင်္ဂလာဆောင်လုံခြုံရေးယူပေးနေတဲ့ကင်းမုံစစ်သားများရှိရာနေရာကို၎င်းဒုတိယတလုံးဟာစစ်တပ်အထိုင်းစခန်းထဲမှာ၎င်းတတိယတလုံးဟာမင်္ဂလာဆောင်ဘွဲအတွင်းကို၎င်းကြားရောက်ပောက်ကွဲခဲ့ပြီးတော့စစ်သားနဲ့ရဲများထိခိုက်သိမ်းဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။ ရဲခွေးတကောင်မင်္ဂလာဆောင်ပွဲလုပ်နေတယ်လို့သတင်းရလို့ရက်ကတ်၃လုံးနဲ့သွားပြစ်တာတစ်လုံးကကင်းဘုံယူနေတဲ့နေရာကိုကြတယ်ဒုတိယတစ်လုံးကစစ်ခွေးအထိုင်စခန်းထဲကိုကြတယ်တတိယတစ်လုံးကမင်္ဂလာဆောင်ပွဲတဲ့ကိုကြတယ်လို့သတင်းရတယ်ထိခိုက်မှုတွေလည်းရှိတယ်လို့ကြားပါတယ်မင်္ဂလာဆောင်ပွဲတဲ့ကရဲတွေစစ်သားတွေပြူစောတိတွေပဲရှိတာပါစစ်ခွေးတွေဘက်ကလက်နက်ကြီးတွေနဲ့ပြန်ပစ်တာရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေအထိခိုက်မရှိခဲ့ပါဘူးလို့ Cobra 1ပခုတ်ကူတပ်ဖွဲ့ကဘုံမွေဟောက်ကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုပခုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာ borderless ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဗန်ငိန် Gorilla Force နဲ့ Cobra 1ပခုတ်ကူတပ်ဖွဲ့တို့ကပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်းမြောင်အထိကဲမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံကနေပြည်ပနိုင်ငံများကိုအကြောင်းအမျိုးမျိုးနဲ့ထွက်ခွာသူတွေများပြားလာပြီးတော့နိုင်ငံသားသုံးဆွဲငွေများပြားနေတယ်လို့အကြံဖတ်စေကောင်းဆောင်မင်းအွန်လိုင်းကမှတ်ချက်ပြုမှုရဲ့နောက်ဆက်တွဲအဖြစ်နဲ့ပြည်ပနိုင်ငံများကိုထွက်ခွာမှုများအားလုံးကိုစီစစ်ပြီးမှခွင့်ပြုချက်ပေးရန်စေကောင်းစီအတွဲမှာစတင်ဆွေးနွေးနေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ20ရက်နေ့မှာနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်မင်းအောင်လှိုင်ကမြန်မာနိုင်ငံကနေပြီးတော့ပြည်ပနိုင်ငံများကိုအကြောင်းမျိုးမျိုးနဲ့ထွက်ခွာမှုများကြောင်းနိုင်ငံသားငွေတုံးဆွဲမှုများပြားပြီးနိုင်ငံသားငွေစည်းတွေမြင့်တက်နေရကြောင်းမှတ်ချက်ပြုထုတ်ဖော်ပြောဆိုပြီးတဲ့နောက်မှာအခုလိုမျိုးပြည်ပထွက်ခွာမှုများအလုံးကိုစီစဉ်ပြီးမှသာခွင့်ပြုချက်ပေးရန်စစ်ကောင်စီအတွင်းမှာစတင်ပြီးတော့ဆွေးနွေးမှုများရှိလာခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်ပနိုင်ငံတွေကိုနေ့စဉ်ထွက်ခွာနေတဲ့ဖျားဖူးတာသနာပြုအလဲစေးကုចောင်းတာစီးပွားရေးအလောက်ကန်စတဲ့အကြောင်းအရာတွေကို ပြန်လည်စီစစ်ပြီးမှတကယ်လိုအပ်လို့သွားတဲ့သွားထိုက်တဲ့ဟာတွေကိုပဲစီစစ်ခွင့်ပြုပေးဖို့စပြီးတော့ဆွေးနွေးနေကြပြီလို့သိရပါတယ် ဘလို့ပုံစံမျိုးနဲ့ခွင့်ပြုမှာလဲဘလို့စီစစ်မလဲဆိုတာကတော့မသိရသေးဘူးဝင်ကြီးဌာနဘောင်းဆောင်နဲ့စီစစ်တဲ့လမ်းကြောင်းတစ်ခုပေါ်လာနိုင်ပါတယ်တက်ချုပ်ရဲ့မှတ်ချက်ကြောင့်စီစစ်မှုတွေလုတ်ဖို့စလုပ်နေတယ်လို့သိရတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောပြထားပါတယ်အကြမ်းဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းကမြန်မာနိုင်ငံမှာစက်သုံးစီနဲ့ပတ်သက်ပြီးတော့နေ့စဉ်အမေရိကန်ဒေါ်လာ9ဘီလီယံခန့်တန်ဖိုးရှိတယ်စက်သုံးစီများကိုတင်သွင်းနေရတယ်လို့ပြောကြားလိုက်ပါတယ်လောင်စာစီတုံးဆွဲမှု short ချနိုင်ရေးအတွက်လျှက်ဆက်စွမ်းအင်သုံး မော်တော်ယာဉ် EV တင်သွင်းမှုများကိုခွင့်ပြုပေးထားတော့လေနိုင်ငံသားငွေလိုအပ်မှုများရှိနေတဲ့အတွက်ကန့်တတ်ချက်တွေတော့ရှိတယ်လို့သိရပါတယ်ကုန်သွယ်မှုပုံငွေပြနေတော့လေအခြားသုံးစွဲမှုများဟာအနှုတ်များများပြနေမှုများကြောင့်နိုင်ငံသားငွေစည်းတွေမြင့်တက်နေကြောင်းပြောဆိုလိုက်ပါတယ်ဥပမာအားဖြင့် ပြည်ပနိုင်ငံကိုအကြောင်းအမျိုးမြင့်နဲ့ထွက်ခွာမှုများနဲ့နိုင်ငံသားငွေသုံးစွဲမှုတွေများပြားလျက်ရှိကြောင်းမေလ20ရက်နေ့ကစစ်ကောင်စီရဲ့အစည်းအဝေးမှာအကြမ်းဖက်စစ်ကောင်ဆောင်ကထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။လက်တလုံးမှာစစ်ကောင်စီကပြည်ပနိုင်ငံများကိုတွားရောက်ပြီးတော့အလုပ်လုပ်ကိုင်မှုများတွေက စစ်မှုထမ်းရန်အကြုံးဝင်နေတဲ့အသက်16နှစ်ကနေအသက်35နှစ်အတွင်းအမျိုးသားများအလုံးကိုပြည်ပကိုတွားရောက်အလုပ်လုပ်ခွင့်တွေကိုပိတ်ပင်ထားပြီးတော့လေးစိမ့်များမှာနိုင်ငံသားထွက်ခွာမှုများကိုလဝကရဲနဲ့စစ်ထောက်လမ်းရေးအပါအဝင်ဌာနပေါင်းစုံပါဝင်တဲ့စီစီရေးအဖွဲ့များနဲ့စီစစ်လျက်ရှိတယ်လို့သိရပါဗျ။နေတိုင်းလိုလိုလေးမော်ကိုတက်ခွင့်မပေးဘဲနဲ့လေးစိမ့်ကနေပြီးတော့လှည့်ပြန်ခိုင်းမှုများစွာရှိနေတယ်လို့သိရပါဗျ။ပြည်ပကိုတွားခွင့်ရရှိရေးအတွက်အ ਨੇ စုံ သိန်း60စီစီရေးအဖွဲ့ထံကိုလက်ထိုးပြီးမှသာသွားလာခွင့်ရရှိရေးအတွက်လုံဆောင်နေရတယ်လို့ပြောပါတယ်။ပြည်ပအလုတ်ကင်ဒီအားလုံးကတော့အလုတ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ရှိမှသွားခွင့်ပေးပါတယ်။အလုတ်ခေါ်စာ OWIC ကလေရင်လက်မှတ်ဗီဇာအပြည့်စုံပိုင်ရင်တောင်မှအလုတ်သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိရင် လေးစိတ်ကနေထွက်လို့မရပါဘူးအလုတ်သမားတွေကိုအဲ့ဒီစနစ်နဲ့စီစစ်နေတာနှစ်လနီးပါးလောက်ဖြစ်နေပါပြီအခုပုံစံကြည့်ရတာအလဲပတ်စေကုပညာရေးစီးပွားရေးဖျားဖူးစတဲ့ပြပထွက်ခွာခွင့်အကုန်လုံးကိုသူတို့ခွင့်ပြုချက်မပေးရင်တွားလို့မရတော့တဲ့သဘောမျိုးလုံလာမယ်ထင်တာပဲလို့ရန်ကုန်အခြေစားပြပလောက်ကန်အေဂျင်စီလုပ်ငန်းရှင်တို့ကမှတ်ချက်ပြုထားပါတယ်အကြမ်းဖက်စစ်ကောင်စီကနိုင်ငံသားငွေကြီးကြပ်မှုကော်မတီတရက်ကိုဖွဲ့စည်းခဲ့ပြီးတော့အဲ့ဒီကော်မတီကိုမြထိုးဦးကဦးဆောင်ပြီးနိုင်ငံသားငွေတုံးဆွဲမှုမှန်သမျှကို ခိမ့်ချုပ်ချုပ်ကင်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်ရေးကြီးတရင်ကတော့လူပုတ်ကိုစီစစ်စောင့်ကြည့်စနဲ PSMS နဲ့စစ်စေးရေးဂိတ်တွေမှာကိုရေးအချက်လက်တွေကိုတိုက်ဆိုင်စစ်ဆေးပြီးတော့ဖမ်းဆီးရမိသူတွေများလာပြီလို့စစ်ကောင်စီဘက်ကတရင်ထုတ်ပြန်ထားတဲ့တရင်ကိုတင်ဆက်ပေးပါမယ်လူပုတ်ကိုစီစစ်စောင့်ကြည့်စနဲ့ person scrutinization and monitoring system နဲ့တိုက်ဆိုင်ဆက်စပ်ပြီးတော့ဖမ်းဆီးရမိသူတချို့ကိုလည်းစစ်တပ် WhatsApp ဖြန့် Telegram တချို့ကအခုရပိုင်းမှာဓာတ်ပုံနေနဲ့တကွာဖော်ပြလာတယ်လို့သိရပါတယ်။မေလာတတိယပတ်အတွင်းမှာရှမ်းပြည်နယ်မှာအသက်25နှစ်ဝန်းကျင်အမျိုးသမီး2ဦးကို PSMS စနစ်နဲ့တိုက်ဆိုင်ဆက်စပ်ရမှာတရားခံပြေး2ဦးဖြစ်နေတယ်လို့စစ်တပ် WhatsApp ဖြန့် Telegram Channel တွေကဖြန့်ဝေထားပါတယ်။မေလာ22ရက်နေ့ကလဲချမိုင်းအောင်ကျေးသီးလမ်းဆောင်မှာစစ်ဆေးကြရမှာ ရန်ကုန်တိုင်းတောင်တကုံမြို့နယ်မှာနေတဲ့အသက်25နှစ်အရွယ်မတ်ချစ်စုကိုဖမ်းဆီးရမိခဲ့တယ်လို့ဖော်ပြထားပါတယ်။ရပ်ပိုင်းအကြားမေလ25ရက်နေ့မှာလဲနမ်ဆန်မြို့ထင်းယူမြိုင်စစ်စေးရိတ်ခိမ့်မှာအကြမ်းဖက်ပုံမှာ90ညနဲ့အမှုဖွင့်ခံထားရတယ်။နမ်ဆန်မြို့နေအသက်26နှစ်အရွယ်မန်နန်ချယ်ရီထွန်းကိုဖမ်းမိခဲ့တယ်လို့ဝါရပ်ချန်ချန်နယ်တွေကရေးသားထားပါတယ်။အကြမ်းဖက်ပုံမှာ90ညကတော့ အာဏာသိမ်းမှုကိုစန့်ကျင်တဲ့သူတွေကိုဖမ်းဆီးရမှာဖွင့်လှစ်ရှိတဲ့ဥပဒေပုံမှန်တစ်ခုလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့မန္တလေးတိုင်းရဲတပ်ဖွဲ့ကထုတ်ပြန်ထားချက်အရပြီးခဲ့တဲ့မက်ရှလာကနေလက်ရှိမေလအထိတနိုင်ငံလုံးအတိုက်အတာနဲ့ဆိုရင် PSMS စနစ်နဲ့တိုက်ဆိုင်ဖမ်းဆီးထားသူ1658ဦးရှိတယ်လို့သိရပါတယ်။မန္တလေးရဲတပ်ဖွဲ့နဲ့နှိစက်သူတို့ရဲ့ပြောပြချက်အရာ PSMS စနစ်ထဲမှာနိုင်ငံရေးအရာမှုဖွင့်ထားတဲ့သူတွေအလို့ရှိတဲ့သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုထည့်သွင်းထားတယ်လို့သိရပါဗါတယ်အချက်အလက်တွေကိုစုစည်းရမှာတော့မှတ်ပုံတင် smart card နဲ့ passport ပြုလုပ်ရမှာရရှိထားတဲ့အချက်အလက်တွေကိုလည်းထည့်သွင်းထားတယ်လို့မန္တလေးရဲတပ်ဖွဲ့နဲ့နှိစက်တဲ့သူတွေကပြောပြထားပါဗါတယ်အဓိကကတော့ hotel ban မှတ်ပုံတင်မဖြစ်မနေပေးရမယ့်နေရာတွေမှာဒီစနစ်ကိုမဖြစ်မနေတုံးရမယ်ဆိုပြီးတော့ညွှန်ကြားထားတာတွေရှိပါတယ်လို့အဲ့ဒီလူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်တဲ့အတွက် စစ်ပင်းဆောင်ကလေးနှစ်ဦးတေဆုံးပြီးတော့အများပြည်သူအုံပြုနေတဲ့လုံခင်းလေပြင်းတရာပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖားကန်းမြို့နယ်အတွင်းကိုအင်အားရာနဲ့ချီပြီးတော့စစ်တပ်ကစစ်ကြောင်းထိုးလာပြီးတဲ့နောက်လက်နက်ကြီးများနဲ့ပစ်ခတ်မှုများဇက်တိုက်လှုပ်ဆောင်ခဲ့ရာဒီကနေ့မနက်ပိုင်းမှာဖားကန်းလန်းနန့်ရအကျော်ဆိုင်ဖရာအနီးစစ်ဆောင်စခန်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့သိရပါဗါဒ်၎င်းပစ်ခတ်မှုကြောင့်စစ်ပင်းဆောင်ကလင်းငယ်နှစ်ဦးတေဆုံးခဲ့ရတယ်လို့သိရပါဗါဒ် ဒါအပြင်အကြမ်းဖက်စစ်ကောင်စီတပ်ကဖားကန်မြို့နယ်အတွင်းကိုလက်နက်ကြီးများနဲ့မနေ့ကညပိုင်းကပြစ်ခတ်ခဲ့ရာလုံခင်းလေပြင်းတရားဟာလက်နက်ကြီးထိမှန်ပြီးတော့ပြက်စီးသွားတယ်လို့သိရပါဗျ။လုံခင်းရမ်းချက်ဆက်ယုံကနေထွက်လာတဲ့စစ်ကြောင်းကလေပြင်းရဲစခန်းကိုရောက်နေကြပြီးဖားကန်လုံခင်းကတော့တိုက်ပွဲဖြစ်ရင်တော့မလွယ်တော့ဘူး။ရွာပြက်မဲ့အခြေအနေဖြစ်နေပြီဗျ။ ပြည်သူတွေအကုန်လုံးကလည်းစစ်ရှောင်နေကြပြီလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗျ။အကြမ်းဖက်စစ်ကောင်စီကအေပီလာနှောင်းပိုင်းကစတင်ပြီးတော့အင်အားအလုံးရင်းနဲ့ဖားကတ်မြို့နယ်အတွင်းကိုစစ်ကြောင်းထိုးလာခြင်းဖြစ်ပြီးစစ်ကြောင်း၃ခုထက်မနည်းထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီတပ်ကပေါ်တာဆွဲစစ်သားစုဆောင်ခဲ့တဲ့ပြည်သူ့စစ်မှုထမ်းတပ်သားတဲ့တအူးဟာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL ထမအလင်းဝင်လာပြီးတော့စစ်ကောင်စီတပ်ကိုပြန်လည်တိုက်ခိုက်သွားမယ်လို့ပြောကြားခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်အတွင်းစစ်ကောင်စီရဲ့အောင်စေးရစစ်ကြောင်းကနေထွက်ပြေးလာတဲ့စကခဆက်နဲ့လက်အောက်ခံခမရ395တပ်ရင်းကတပ်သားဒိုင်းဦးရဲ့ပြောပြချက်ကို KNL ဗဟုဌာနချုပ်ကမေလ28ရက်နေ့မှာထုတ်ပြန်ခဲ့ရာ တပ်သားဒိုင်ဦးကစစ်သားစုဆောင်ခံရမှုအခြေအနေနဲ့အလင်းဝင်လာတဲ့ရည်ရွယ်ချက်များကိုပြောပြထားပါဗျ။တနင်္သာရီတိုင်းကျွန်းစုမြို့နယ်မှာနေထိုင်တဲ့တပ်သားဒိုင်ဦးဟာဘေးမြို့ကိုအလုလုဖို့တွားရောက်တဲ့အချိန်မှာတက္ကစီသမားတအုပ်ကလုပေးမယ်ဆိုပြီးပြောတဲ့အတွက်လိုက်လာတဲ့အချိန်မှာပေါ်တာဆွဲခံလိုက်ရခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီနောက်မှာတော့မွန်ပြည်နယ်တန်ဖြူစီမြို့နယ်ဝဲကလေးအခြေစိုက်စစ်ကောင်စီရဲ့တင်တန်းကြောင်းမှာတင်တန်းတက်ခဲ့ပြီးတော့ခမရ399အဲ့ဒီကမှတဆင်အောင်စီရစစ်စစ်ရေးကိုပို့ဆောင်ခံလိုက်ရတယ်လို့ တပ်သားဒိုင်းဦးကပြောပါတယ်စစ်ကောင်စီရဲ့လုပ်ရက်ဟာလူငယ်များကိုဖျက်ဆီးတယ်လို့မျိုးဖြစ်တဲ့အတွက်မကြိုက်တဲ့တပ်ကြောင်းတပ်သားဒိုင်းဦးကပြောပြထားပါတယ်အလင်းဝင်ပြီးလက်နက်ကင်ပြီးတော့ဒီကောင်တွေကိုပြတ်တော်လန်မယ်လို့ဆုံးဖြတ်ထားတာနဲ့ပြေးလာတာလို့တပ်သားဒိုင်းဦးကပြောပြထားပါတယ်ဒါအပြင်စစ်ကောင်စီတပ်အတွင်းမှာဝါရဖြန့်ထားတယ်လို့တော်လန်ရေးတပ်ဖွဲ့များထံကိုရောက်ပါကအသက်ခံရမယ်ဆိုတာဟာလုံးဝမဟုတ်မှန်ကြောင်းရှင်းပြထားပြီးတော့ကြံနေခဲ့တဲ့စစ်ကောင်စီတပ်သားများကိုလည်းအ мян ဆုံးအလင်းဝင်ကြရန်ဖိတ်ခေါ်ထားပါတယ် အကြမ်းဖက်စစ်တပ်ဟာနိုင်ငံတော်အဒေတာအသီးသီးမှရှိတဲ့လူငယ်လူရွယ်များကိုနီလန်ဘောင်းစုံနဲ့အတမစစ်သားစုဆောင်ပြီးတော့အချင်းတို့စစ်တင်နှန်းပေးကရှေ့တန်းစစ်မြေပြင်များကိုပို့ဆောင်ပေးနေခြင်းဖြစ်တယ်လို့သိရပါဗျ။ KNU အပါအဝင်တော်လိုင်းတပ်များကအတမစစ်သားစုဆောင်ခံရသူများအပါအဝင်စစ်ကောင်စီတပ်သားများစစ်ဗိုလ်ချုပ်များရဲ့အကျိုးစီးပွားအတွက်အသက်အသေးမခံပဲပြည်သူ့ဘက်ကိုအ мян ဆုံးပူးပေါင်းနိုင်ရေးအတွက်နီးဆိုင်ရာတော်လိုင်းတပ်ဖွဲ့များထံကိုဆက်သွယ်ကြရန်တိုက်တွန်းနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရဲသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါဆက်အာနာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ